ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာဂျပန်နိုင်ငံမှာ1173ပြိုင်ပွဲကြီးကိုစတင်ကျင်းပနေဖြစ်ပါတယ်အခုဆိုရင်အဦးအစထိုးတဲ့ပွဲစဉ်တွဲဆိုင်နှစ်ခုပွဲပြီးသွားခဲ့ပါခင်ဗျာဒီတွဲဆိုင်နှစ်ခုမှာပြည်သက်တွေစိတ်ဝင်စားဆုံးဖြစ်ခဲ့တာကတော့ပြည်သက်ကြိုက်ဖိုက်တာမလေးဖြစ်တဲ့အစ်စုကီဟီရာတာနဲ့သူ့ရဲ့ပြိုင်ပွဲဂျပန်ဖိုက်တာဆာဝါတာကိုထိုးခဲ့တဲ့ပွဲစဉ်မှာပဲဟီရာတာရဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ပြည်သက်တွေက ပို့ပြီးစောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျဒီပွဲမှာတော့ Android 18လို့ပြိသက်တွေကရှစ်စလုံးခေါ်ကြတဲ့ Huawei ဟာအကောင်းဆုံးပုံစံကိုမပြနိုင်ခဲ့ပါဘူး Server ဒါကတော့ပွဲအစကနေအဆုံးအထိပွဲကိုစိတ်ကြိုက်ထိန်းချုပ်ပြီးတော့ကစားသွားခဲ့တယ်အဲတတိယပွဲစီမှာစီကံဖောက်ပြလိုက်ကြဖြစ်တဲ့တော့အဝါကက်ပြခံလိုက်ရတာလေးတော့ရှိတာပေါ့လေဒါပေမဲ့ပွဲအစကနေအဆုံးအထိအနည်းဆုံးသုံးသပ်လိုက်မယ်ဆိုရင် Server ဒါက လုံးဝကိုအတားစီးရခဲ့ပါတယ်ခင်ဗျာဟီရတာဟာတချို့အချိန်တွေမှာသူ့ကိုချုပ်ထားတဲ့ဂျာကပြန်ပြီးဖောက်ထွက်တယ် defense ကစားတာကကောင်းမွန်တယ်ဆိုတာကလွဲရင်ကျန်တာဒီမှာတော့လုံးဝအခံတတ်တဲ့ဘက်ကပဲရှိခဲ့ပါတယ်ပြောမယ်ဆိုရင်ဆာဝါဒါရဲ့လက်သီးချက်တွေတရောင်ချက်တွေသာပြင်းထန်မယ်ဆိုရင်ဟီရတာဟာအလဲထိုးခံရတဲ့အထိဖြစ်သွားလောက်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ပွဲစပြီးဆိုကြတဲ့ကပဲဆာဝါဒါက ခီရတာကိုစိတ်ကြိုက်ထိန်းချုပ်တယ်။နာစကတောင်းကိုတွုံးပို့တယ်ပြီးရင်ဆွဲလဲတယ်ဆွဲလဲလိုက်ပြန်နေရှုပ်တယ်ရှုပ်ပြီးတော့ဖိထိုးတယ်။ဒီချိန်တစ်ခါစီမှာခီရတာကပြန်ပြီးတော့ဖောက်ထွက်လာတယ်။ဒါပေမဲ့စာဝါဒစက္ကန့်ပိုင်းအတွင်းမှာပြန်ပြီးတော့ဆွဲလဲနိုင်တယ်။ပြီးရင်ခီရတာကိုသူကပဲစိတ်ကြိုက်အပေါ်စီးကနေထိုးသွားတာများပါတယ်ခင်ဗျ။ဒါကြောင့်လေတယောက်ကိုတယောက်အလဲမထိုးနိုင်လို့နောက်ဆုံးမှာအမတ်ပေးတိုင်လူကြီးကဆုံးဖြတ်လာတဲ့အချိန်မှာအမတ်ပေးတိုင်လူကြီးအားလုံးက စာဝါဒါကိုတညီတညွတ်တဲ့အနိုင်ပေးလိုက်ကြတာဖြစ်ပါတယ်ခင်ဗျပရိသတ်ကြိုက်ဟီရတာအတွက်အခုဒီပွဲရှုံးပွဲဟာအထိနာပါတယ်ဘာကြောင့်လဲဆိုတော့သူဟာအခုမတိုင်ခင်ပွဲစဉ်မှာကာထရီကို အနိုင်ရထားခဲ့တယ်ခင်ဗျဒီတော့ဟီရတာလမ်းကြောင်းမှာပေါ့ပြောင်းလာပြီလို့ယူဆထားတဲ့အချိန်မှာရှုံးပွဲပြန်ကြုံလာရတာဖြစ်ပါတယ်နောက်ဆုံးထိုးခဲ့တဲ့ပွဲစဉ်၅ပွဲမှာဟီရတာဟာတပွဲပဲနိုင်ပြီးတော့ရှုံးပွဲ၄ပွဲအထိကျုံဆုံသွားခဲ့ရပြီဖြစ်ပါတယ်ခင်ဗျ ။ဆာဝါဒါကတော့ဝမ်းမှာမှတ်တမ်းကောင်းတွေရရှိသွားခဲ့တယ်။ဝမ်းမှာဒီနေ့ပွဲစဉ်ပါဝင်သူထိုးခဲ့တာဆိုရင်စုစုပေါင်း၆ပွဲရှိသွားပြီ။အဲ့၆ပွဲမှာသူဟာတေယုတ်ဖိုင်တာမလေးမင်ဘိုရှုံးခဲ့တဲ့ပွဲကလွဲလို့ကျန်တဲ့၅ပွဲလုံးကိုအနိုင်ရအောင်နိုင်တဲ့မှတ်တမ်းရရှိသွားခဲ့ဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။